ဟုတ်လားမဖြစ်ပါဘူးဒါငါရဲ့ personal ကိစ္စဖြစ်လို့ကြောင့်ဒါထွေးထူးလေးပြောပြရမှရှိပါဘူး Look by name look by name how's come တွေအကုန်လုံးကတော့အဲ့လိုပဲဆဆနောက်နောက်ပဲအဲတနာနဲ့ရင်းနှီးတဲ့ခင်နဲ့ family ဆိုလည်းရှိရပါတော့တနာအမြင်နဲ့အဲ့လိုပဲကို family လိုပဲစရဲနောက်တယ်စင်ပေါ်မှာဆိုလည်းအမြင်အစနောက်ဝင်ရပဲအဲ့လိုမျိုးဆိုတော့တို့နှစ်ကတော့ creary စိတ်နေရမျိုးတော့မရှိပါဘူးဟုတ်လူညာကတော့ဒါတောက်လျှောက်ကတော့ပွဲတက်တွေနဲ့ကြော်ညာတွေကတော့ဒါကတောက်လျှောက်ရိုက်နေတာပေါ့နော်ဟုတ်အဲနောက်ပြီးတော့အဲ CV ကတော့တလာပိုင်းနေစပြီးတော့ငါပြန်ပြန်ရိုက်ပါဘူး character ကတော့ဒါငါတို့ပြောရမယ်ဆိုရင်တော့ character နဲ့လိုက်နေလို့ လိုက်နေလို့ရင်းဆိုတဲ့မိမကြီးဆိုတော့လိုက်တယ်လေအလူကရိုက်တာလေကတိလေးခြေရမယ်ငင်းငယ်လေးကလေးကအဲ့လိုစကားကိုလေအဲ့လိုဘယ်လိုပြောမလဲစကားတက်တာလို့ပြောမလဲအဲ့လိုဗျမ်းပလာပြောရလို့ပြောမှာမသိဘူးဇာဗျမ်းပလာဆိုတာလေအဲ့လိုဘရုရှတာပြောတာငင်းနေမောပြီးရေဘူးကုံကလည်းတနာမုန်းနဲ့အိမ်တိုင်းကိုခြေခဲ့ငင်းနေတယ်မှာပါတ တော်ရေအဲ့လိုညင်းတာအဲ့မညင်းအဲ့လိုပြောလေရန်လည်းမဖြစ်နေအဲပြိုင်လည်းမညင်းနေရန်ဖြစ်မယ်ပြိုင်ရင်းမယ်ဆိုတော့အဲ့လူကအဲ့တားမှရပါပြီသနာမှုသိရင်ရပါပြီသနာအဲ့လိုပဲပြောသွားအောင်အာဒီနေ့ကတော့ဒါစိတ်ညမ်းတော်ရေပေါ့နော်ဒါမြန်မာတို့တာမင်နယ်အန်ဆိုင်ခွဲလေးပေါ့အသုံးနှစ်ပြည့်အထိမ့်မဲ့လေးကိုလာတက်ရောက်ပေးခြင်းဖြစ်ပါတယ်စိတ်ညမ်းတော်နေသနာနေကပြောရမယ်ဆိုရင်ဒါဆိုရင်ပွဲရမနေတော့ဘူးပွဲပေါင်းကို အဲ20 30လောက်လည်းရှိပါပြီဒါစင်ကန်းတော်ရဲ့ဆိုင်ဝဲပေါ့အဲသူတို့ဆိုင်ဝဲရှိရယ်14ဆိုင်ရှိရယ်အဲ14ဆိုင်လုံးမှာဖွင့်နေမန္တလေးနေပြည်တော်အဲနောက်ပြီးရင်ငါတို့မကွေးပသိမ်အများကြီးပဲရန်ကုန်ကတော့ဆိုင်မောင်းကိုမြည်တော့နိုင်တော့ငါတို့သွားနေရပါတော့เนาะအဲ့တော့ဒါ14နှစ်တိုင်းလည်းရှိနေပြီဆိုင်ဝဲဆိုလည်းဒါ30လောက်ရှိရယ်ဒါ ပြောမယ်ဆိုရင်တော့အဲပေါင်း30ဆိုတော့ငါတို့ထပ်တာအသက်ကြီးရယ်လीเนาะပြောမယ်ဆိုရင်အဲ့တော့စိန်ဆိုရင်လည်းဒါစိတ်ချရတယ်အခုနောက်ပိုင်းဆိုရင်ဒီဇိုင်းလေးကြီးဆိုလဲအဲလူငယ်ပေါ့အရင်တော့ဆိုရင်အဲလူကြီးဒီဇိုင်းလေးပေါ့နောက်ပိုင်းလူငယ်လေးတွေကလည်းဝတ်လာတဲ့ဒီဇိုင်းလေးအက်တစ်လေးရှိရယ်လीအဲ့အားမျိုးလေးကိုလည်းဒီစိုင်းနန်းတော်ကအမိလက်လိုက်နိုင်တယ်အဲ့တော့ပြောရမယ်ဆိုရင်တော့ငါအမြင်နဲ့ရုံကြီးနဲ့လက်တွေဖြစ်တဲ့ဒါ brand စိန်တိုင်းတစ်ခုလည်းဖြစ်ပါတယ်ဟုတ်ဒီနေ့မှာဆိုတော့ promotion လေးရှိရလို့ကြားရတယ်ပေါ့ဟုတ် အဒီ terminal m ကငါတို့ဒါ promotion သုံးရက်ရှိရလို့လည်းသိရပါတယ်ဒါဒီနေ့ကတော့ဒုတိယနေ့ပေါ့နော်အဲမနေ့ပြန်ရောနောက်ဆုံးနေ့ဖြစ်တယ်ဒါပေမဲ့ဒီသုံးရက်အတွင်းမှာဝယ်မယ်ဆိုရင်တော့အဒီ site မှာရှိရပေါ့နော်စိတ်လက်ပစ္စည်းတွေရောနောက်ပြီးတခြားပစ္စည်းတွေအကုန်လုံးအလဲ0%နဲ့ဒီနေ့ရောင်းပေးနေရလို့လည်းသိရပါတယ်အဲ့တော့ like button ကိုလည်းဖိတ်ခွင့်ချင်ပါတယ်ရှင်ဟုတ်အော်အခုလူညာကတော့ဒါတောက်လျှောက်ကတော့ပွဲတက်တွေနဲ့ကြော်ညာတွေကတော့ဒါကတော့တောက်လျှောက်ရိုက်လာပါတော့။ဟုတ်အဲနောက်ပြီးတော့အဲ CV ကတော့တလာပိုင်းနေစပြီးတော့နှာပြန်ပြန်ရိုက်ပါပြီ။ဟုတ်နားရတာလည်းတစ်နှစ်ဆိုတော့လေ။ န်တာဘရစ်ဂျ်အနေနဲ့ခြေလမ်းတွေပဲထွက်သွားတယ်တော့ချက်တော့ပြည်တိုင်းလည်းပြည်စုံတယ်ဒါအညာမှာပြောချင်တယ်ကကနာဒါပွဲမှာလည်းဆူရိုင်းလည်းနိုင်ရွေးကြည့်တဲ့ဆူမိုင်းလည်းပြောချင်တယ်ကတော့တော့အနေနဲ့ဟိုတော့လည်းမဟုတ်ဘူးလေအခုတော့ပါအောင်ရှင်းအဲအဓိကကအမားအဲ့လိုပေါ့အဲကိုဒီနားနေရဲ့နှစ်မှာလဲကိုဘာလုပ်တင်လဲဘာလုပ်ရမလဲအဲ့လိုမျိုးမြင် plan နဲ့သွားတဲ့လူမျိုးပေါ့နော်အဲဘယ်ချိန်မှာဘာလုပ်မလဲဆိုတော့အမြင် plan နဲ့လုပ်နေရလူဖြစ်တဲ့အတွက်ကြောင့်မို့အဲ predict sheet အဲပြင်လာမယ်ဆိုတဲ့အချိန်ကြီးလဲအဲရအောင်ပြင်လာတယ်ပေါ့ဒီလိုပါပဲဟုတ် တချင်းဆိုတော့ဟုတ်တယ်ခုကကျတော့လေဒီနေပြိသက်ကတို့ယာတီပေါ့နော်ယာတီဆိုတော့အဲနောက်ပြီးတော့ပွဲတွေပွဲတွေရာလဲတောက်လျှောက်ဒါဒီဖြစ်လာတဲ့ခါကျတော့အဲငါတို့တောက်လျှောက်ဒါပြိသက်တွေနဲ့ထိတွေ့ရတာပေါ့ဟုတ်ဒီအစရောက်ကနေဘယ်လိုပါနေဘယ်လိုပါနေအစရောက်လာပဲတော့ပြောပြပါဦးအဲ့ဒါကြီးအောင်ဘယ်လိုလဲဒီပတိယလေးပြရမဖြစ်ပါဘူးဒါငါ့ရဲ့ personal case ဖြစ်လို့ကြောင့်ဒါထွေထူးလေးပြောပြရမှာရှိပါဘူး ြိသက်တွေအကုန်လုံးကတော့အဲ့လိုပဲဆဆနောက်နောက်ပဲအဲတနာနဲ့ရင်းနှီးတဲ့ခင်နဲ့ family ဆိုလည်းရှိရပါတော့။တနာအမြင်နဲ့အဲ့လိုပဲကို family လိုပဲစရဲနောက်တယ်စင်ပေါ်မှာဆိုလည်းအမြင်နဲ့စနောက်ဝင်ရပဲ။အဲ့လိုမျိုးဆိုတော့တို့နှစ်ကတော့ treasury စိတ်နေရမျိုးတော့မရှိပါဘူး။ဟုတ်။လက်ပါနဲ့လက်ပါနဲ့ house down လက်ပါနဲ့ပြောမယ်ဆိုရင်네ပြိတ္တကကျွန်တော်တို့အစိုးရရဲ့များတာကို CV ရိုက်တဲ့မင်းသမီးဖြစ်တဲ့အတွက်ကြောင့်မို့네ပြိတ္တကမြို့ပြိတ္တထက်တော့ပိုများတာပေါ့เนาะအဲ့တော့တို့နေရတော့ဒါလက်ပေါ်တတိမြေရှိနေတဲ့အရာဆိုတော့ အဲဘယ်လိုပြောရမလဲသူတို့အားလည်းအနာတော်တော်တောင်းနေရနေအားဖြစ်ပါတယ်ဟုတ်အဲငါကတို့တောင်းဆိုရဲဆိုတာလည်းငါ break that ပေါ့နော်အဲတို့ရဲ့ vibe ကိုအမြဲတမ်းကြည့်ရဲငါမှ playlist ကအမြဲစီထားပြီးသားအဲနားထောင်နေအရှိရအဆိုတော့ပါဆိုတော့လည်းတို့အဲထားပါတော့တို့က new နေလား break that အခြေအနေ new နေလားအဲဆိုရင် okay အဲဆိုတော့ငါတို့က new red light ပေါ့အဲမဟုတ်ဘူး break that ကနည်းနည်းအေးနေသေးရဲ့ဆိုရင်ကိုကအဲ့လိုမျိုးလေးတော့အမြဲ playlist လေးရောစီရအောင်ပေါ့နော် န်နေပြောတချင်းဆိုတာအရင်ကြီးအဲဝါသနာမပါဘူးပေါ့နော်ဒါပေမဲ့တို့နဲ့တွေ့ရင်တော့လည်းအပျော်အောင်ဆိုပြီးတော့ live ဆိုပေးရမျိုးပါတယ်အမှ profession အရင်မဟုတ်ဘူးပေါ့အဓိကနေမှာတချင်းသွားဆိုရယ်ဆိုတာလည်းနေပြိတ္တနဲ့နာရထိတွေ့ကြတာလေနာတို့ရဲ့အဓိက main source ကနေကပြိတ္တတရားအရင်များတာကိုအဲ့တော့ဒီနေပြိတ္တတရားကိုရီကိုရုပ်ရှင်ရိုက်တဲ့အခါမှာလာကြည့်ရမယ်နောက်ပြီးတို့တချင်းသွားဆိုတဲ့အခါလေးမှာတို့ကြည့်ရဒါကလေတို့အတွက်ကြည့်ရသုံးပုံလေးပုံလောက်ဆိုတာခဏလေး duration လေးလीအဲ့တော့တို့နဲ့ထိတွေ့ကြလို့နာတို့ကဒါကိုသွားတာအဲ့တော့တချင်းဆိုတာပြောမယ်ဆိုတော့ကို ရဲ့ professional လည်းမဟုတ်တော့နည်းနည်းလေးကြောက်တယ်အရင်ကြီးမဆိုရဲအခုဒီလိုပွဲမျိုးဆိုတာတခြင်းမဆိုဘူးကြောက်တယ်ပေါ့နော်ဘာလို့လဲဆိုတော့အဲကို professional မဟုတ်တယ်ရုပ်ဆောင်ဆိုတော့တနာမရှိလေးလှုပ်လိုက်လို့ရပါဘူးတည်ရမှာအဲ့နေပရိသတ်ကိုကြတော့ကိုကြောက်ပေမဲ့လေသူတို့နဲ့တွေ့ချင်တဲ့အတွက်ကြောင့်မလို့သွားတွေ့ရတယ်အဲ့အဲ့လိုမျိုးလေးပါဟုတ်ကဲ့ဘက်ကိုရောင်းမ်းမသိတော့သွားလို့ပြောရမှာနော် အဲရောင်မန်းမသိရောင်မန်းမသိတော့မဟုတ်ဘူးအဲ့လိုပေါ့အဲကျွန်တော်ကခုနကအရင်တော့တချင်းနေထွက်တယ်လေနှစ်ပုတ်လောက်ထွက်ထားတာမျိုးရှိရဲထွက်တဲ့ဟာကလည်းအဲကိုယ့်ရဲ့ life တွေအမှတ်တရဖြစ်မဲ့တချင်းလေးတွေပဲဟိုဟာလောက်တာ professional အနေနဲ့ကူးပြီးတော့သွားဖို့ဆိုပြီးတော့မဟုတ်ဘူးပေါ့နော်ဟုတ်အရိုက်တာတော့ဒါကျွန်တော်တို့ပြောရမယ်ဆိုရင်တော့ဘယ်လိုပြောရမလဲอืมဒါကျွန်တော်ပဲပြည့်ရနေကြမှာပဲအဲနော်မကြခင်လဲဒီကားလေးကကျွန်တော်တို့ဒီ CV လေးကစရယ် group ပဲပြီးတော့မှာဆိုအဲ့ကြမှာပဲ media တွေပြပြပါမယ် ကိုဘာကြောင့်လက်ခံဖြစ်တယ်လို့တော့တွေးလို့ရတယ် character နဲ့ line နေလို့ line နေလို့အရင်ဆိုရင်မိမကြီးဆိုတော့ line တယ်လေအဲ့လို character လေကီတီလေးခြေရမယ်မဟုတ်ဘူးအဲ့ဒါအဲ့လိုငင်းငင်းလေးကလေးကအဲ့လိုစကားကိုလေအဲ့လိုဘယ်လိုပြောမလဲစကားတက်တာလို့ပြောမလဲအဲ့လိုဗယံပလာပြောရလို့ပြောမှမသိဘူးဇာဗယံပလာဆိုတာလေအဲ့လိုဘရုရှတာပြောတာအဲ့ဒါတမတယောက်တည်းမဟုတ်ဘူးငါတို့တစ်မျိုးလုံးပြောတတ်တာ အမျိုးလုံးပြောရတာအဲ့လိုအတော်ရီပါရီဆိုလဲအဲ့လိုသူတို့ပြောတဲ့စကားလုံးနေရလေတခါလေကျ live မမီဘူးဘာပြောနေရလေအဲ့လိုရန်တော်ဆိုသူရန်ဖြစ်တယ်ကွာအဲ့မဲ့ရန်ဖြစ်နေတဲ့အမျိုးသမီးကပြန်ရက်သွားအမရဲ့အမပြောတဲ့စကားလုံးကတဲ့ဘာစကားလုံးလဲအဲ့လိုပြန်မေးရတယ်အဲ့လိုစကားလုံးဝေါ်ဟာရာအကျွေရာဘယ်လိုပြောမလဲအညာဘက်ကလူတွေဆိုတော့လေစကားပြောတဲ့ပြောပုံစိုးပုံလေးတွေကမတူဘူးတဲ့လားဟိုဟိုမျိုးမဟုတ်ဘူးပြပုံစိုးပတ်စလေးနေအဲ့လိုအဲ့လိုမျိုးပြောတတ်တာ ညင်းနေမောပြီးရေဘူးကုံကလည်းတာမုန်းနဲ့အိမ်တိုင်းဝချီကညင်းနေတယ်မှာပါတယ်ဟုတ်ကြတယ်ဟေးအဲ့လိုညင်းတာအဲ့မညင်းအဲ့တော့ပြောလေရန်လည်းမဖြစ်နဲ့အဲပြိုင်လည်းမညင်းနဲ့ရန်ဖြစ်မယ်ပြိုင်ရင်းမယ်ဆိုတော့အဲ့လူကအိမ်သားမှရပါပြီတာမုန်းသိရဲ့ရပါပြီတာအဲ့လိုပဲပြောသွားတာပါဟုတ်ပရိသတ်ရဲ့ချစ်တဲ့နေပဲပြောနေတော့အမ်အဲ့လိုပါပဲ